Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့က N5 ခန်းကြီးလေးကိုတူတူလေးလာมาဖြစ်ပါတယ်အရှိမာကျွန်တော်6ပိုင်းရှိတယ်ပေါ့เนาะအပိုင်း6ပိုင်းအထိရှိတယ်ဒီတစ်ခေါက်ကအပိုင်း9ဖြစ်ပါတယ်အဲ့တော့အဲအရှိကဗီဒီယိုလေးမကြည့်ရသေးဘူးဆိုလို့ရှိရင်လည်းကိစ္စမရှိဘူးဒီဥစ္စာလေးကိုအရင်ကြည့်ပြီးဒီဟာလေးကိုအရင်မှတ်လို့ရတယ်ပြီးတော့မှအခြားဗီဒီယိုလေးတော့ပြန်ကြည့်ပြီเนาะအဲ့တော့ဒီနေ့လည်းကျွန်တော်တို့စုစုပေါင်းဆလုံးပေါ့เนาะ10လုံးလေးလာมาဖြစ်ပါတယ်ကျွန်တော်အမြဲတမ်းပြောနေကြတာအတိုင်းခန်းကြီးလေးတွေကိုမလေ့လာခင်မှာ N5 ဆိုလို့ရှိရင်ပေါ့เนาะအထူးသဖြင့် ဘောကပ်လေးတွေကိုအရင်ရအောင်ကြက်ပေးပါဒီမှာဘောကပ်လေးအရင်ဆုံးရေးထားတယ်ချစ်စရာလေးတွေတလိမ့်ဆန်လေးပေါ့နော်အဲဒီနေ့လေးလာမယ့်စလုံးလေးတွေကဥရှိနွားဆိုတဲ့စကလုံးလေးရှိတယ်ဥမမြင်းဆိုတဲ့ပေါကပ်လေးရှိတယ်စကနာငားဆိုတဲ့စကလုံးလေးရှိတယ်ခိုင်ခယူကိုပြောတာပါအမေမိုးမိုးပေါ့နော်မိုးကိုဂျပန်လိုဆိုလို့ရှင်အမေဆိုပြီးခေါ်တယ် ပြီးတော့ tan ဆိုတာကမိုးကောင်းကင်ပေါ့နော်မိုးကောင်းကင်ဆိုတာကလေကျွန်တော်ပြောချင်တဲ့အဲ့လိုမျိုးအေး sky sky ကိုပြောချင်တာမဟုတ်ဘဲနဲ့ဒီလိုမျိုးပေါ့နော် heaven ပေါ့အပေါ်မှာရှိနေတဲ့အရာကြီးပေါ့ကျွန်တော်မြန်မာလိုပြောလို့ရှိရင်အဲ ကောင်းဟိုအဲ့လိုမျိုးပေါ့နော်ကောင်းကင်ဘုံမှာရှိနေတဲ့အရာကြီးပေါ့မိုးကောင်းကင် heaven နိဗ္ဗာန်သဘောမျိုးပေါ့နော်အဲ့ဒါမျိုးအပေါ်မှာရှိနေမိုးကောင်းကင်ကိုပြောချင်တာအနောက်က khí ဆိုကကြတော့စိတ်ကိုပြောတာဖြစ်ပါတယ်အဲခုဒမဆိုကမော်တော်ကမွန်းဆိုကတကပောက်လေးကိုခေါ်တာဖြစ်တဲ့ pocket လေးပါအဲပြီးလို့ရှိရင်ကျွန်တော်တို့အရှိအပိုင်းမှာပြောခဲ့တဲ့အပိုင်း6မှာတော့လည်းပြောခဲ့ပေါ့နော်ကျွန်တော်အဲအင်္ဂလိပ်စာမှာဆိုလို့ရှိရင် AMPM ဆိုပြီးတော့ရှိတယ်ဟုတ်အဲ့ဒီမှာ AM ဆိုလို့ရှိရင်ကျွန်တော်တို့ကဂျပန်ဘာသာစကားမှာဆိုလို့ရှိရင်ကိုဆန်ဆိုပြီးခေါ်တယ်။ PM ဆိုလို့ရှိရင်ကိုကောဆိုပြီးခေါ်တယ်ပေါ့နော်။ဒီစကားလုံးလေးတွေကိုခန်းကြီးလေးနဲ့တူတူလေ့လာမှဖြစ်ပါတယ်။အဲ့တော့အရင်ဆုံး backup လေးမရသေးဘူးဆိုလို့ရှိရင် backup လေးတွေကြက်ပေးပါ။ backup လေးရပြီဆိုလို့ရှိရင်တော့ခန်းကြီးလေးတူတူလိုက်ကြည့်ပေးနော်။အပထမဆုံးကျွန်တော်တို့ဒီမှာဥရှိနွားဆိုတဲ့စကားလုံးလေးကိုခန်းကြီးစကားလုံးလေးနဲ့ရေးမှဖြစ်ပါတယ်။ဥရှိဥရှိဒီလိုမျိုးလေးပေါ့နော်။အဲ့တော့ဘယ်ကနေစဆွဲမလဲဆိုတော့အရင်ဆုံးဒီဘေးကတစ်ချက်လေးကိုအရင်ဆွဲမယ်။တဲ့နဲ့ သုံးပေါ့နော်ပြီးအပွားနေအောက်ကိုတက်တန်းကြီးဆွဲချလိုက်မယ်ဒါလေးပဲစုစုပေါင်း stroke က၄ချက်ပဲရှိတယ်1 2 3 4 4ချက်ပဲရှိတယ်သူ့ဥရှိနွားဆိုပြီးတော့ခေါ်တယ်ပေါ့နော်ဒီခန်းကြီးလေးကိုမြင်လို့ရှင်ရင်ဒါလေးကိုမြင်လို့ရှင်ကျွန်တော်တို့ကဥရှိဆိုပြီးတော့ဖတ်ပြရမယ်အသေးပေကကျတော့နွားဆိုတဲ့စကားလုံးလေးပေါ့နော်နောက်တစ်ခုရေးကြည့်ရအောင်ဥမမြင်းဆိုတဲ့ vocabulary ကိုရေးမယ်ဥမ ဒီလိုလေဥမာနည်းနည်းလေးမြင်းလေးရတော့နည်းနည်းလေးရှုပ်သလားမသိဘူးဒါပေမဲ့လွယ်ပါတယ်လိုက်ပြီးကြည့်ပြနော်အရင်ဆုံးအချောင်းလေးတန်းတန်းလေးအရင်ဆွဲမယ်ပြီးရင်ဒီဘေးရဟာလေးကိုဆွဲမယ်ပြီးအလယ်မှာတစ်ချက်ဆွဲချမယ်ပြီးအလယ်မှာနှစ်ချက်ထပ်ပြီးတော့ထည့်မယ်ပြီးအောက်ကဥစားလေးကိုဆွဲတဲ့အခါမှာတစ်ခါတည်းဒီအောက်ထိဆွဲပြီးတော့ဒီဘက်ကိုကွေးလိုက်တယ်ပေါ့နော်ပြီးအဲ့အောက်မှာမှတစ်ချက်ဆွဲပြီးတော့ဟိုဘက်ကူက၃ချက်ဆွဲမယ်ပေါ့နော်စုစုပေါင်း stroke က၁၀ချက်ရှိရဖြစ်ပါတယ်၁၂၃၄၅6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 2000 2001 2002 2003 2004 2005 2006 2007 2008 2009 2010 2011 2012 2013 2014 2015 2016 2017 2018 2019 2020 2021 2022 2023 2024 2025 2026 2027 2028 2029 2030 2031 2032 2033 2034 2034 2035 2036 2037 2038 2039 2040 2041 2042 2043 2044 2045 2046 2047 2048 2049 2050 2051 2052 2053 2054 2055 2056 2057 2058 2059 ဒါဆက်ဒါလေးကကြတော့ဥမမြင်းဆိုရစကလုံးလေးပေါ့เนาะအဲ့တော့အမ်မြင်းလေးနဲ့တူလားကျွန်တော်ကတော့တူတယ်လို့တော့မထင်ပါဘူးတူရင်လည်းတူတူချင်တော့တူလို့ရရပေါ့เนาะအရင်အမ်မြင်းမြင်းကအရင်တော့ကဒီလိုမျိုးလေးရှိတာပေါ့เนาะမြင်းကဒီလိုမျိုးလေးအဲဒီလိုမျိုးလေးအဲမြင်းဆွဲတာဘာဖြစ်သွားလဲမသိဘူး အဲဒီလိုမျိုးလေးပေါ့နော်မြင်းကဒီလိုမျိုးလေးရှိမှာပေါ့အဲ့တော့အဲ့ဒီမြင်းကိုမှဒီလိုမျိုးလေးဖြစ်သွားတာပေါ့နော်အဲအဲ့ဒါပါပဲအဲ့တော့မြင်းမှတ်တာတဲ့လိုမျိုးခက်ကြီးလေးဆွဲပြီးမှတ်တာပို့ပြီးတော့အဲလွှဲမယ်ထင်တယ်ပေါ့နော်အဲ့တော့ဒါလေးကမြင်းလေးဖြစ်ပါတယ် နောက်တစ်ခုကျွန်တော်စကနာဆိုတဲ့စကားလုံးလေးရှိပါတယ်စကနာဆိုတာကဂျပန်လိုဆိုလို့ရှိရင်ငါးကိုပြောတာပေါ့နော်ငါးငါးကတော့ငါးလေးနဲ့တူတူလိုပဲခန်းကြီးလေးอ่ะတော့အပေါ်ဟာလေးအပေါ်မှာကျွန်တော်ခတခဏလေးရေးတဲ့ခုလိုမျိုးလေးကိုအရင်ဆွဲမယ်ပြီးအောက်မှာကျတော့လေကွင်းလေးဆွဲမယ်ပေါ့နော်လေကွင်းဒါလေးကကျတော့လေကွင်းဆိုတာထက်ငါးကြီးကွန်လေးပေါ့နော်အောက်မှာကျငါးအမိလေးပေါ့နော်အဲ့တော့ ငါအမိလေးရှိမှာပေါ့နော်ဒါလေးစကားနာလို့ဖတ်ပေးရတယ်ငါ့ကိုပြောတာဖြစ်ပါတယ်အဲ့တော့နောင်လေးတွေကမှတ်လို့ရှင်လွယ်တယ်ပေါ့နော်ဒါလေးကဥရှိဒါလေးကဥမဒါလေးကစကားနာဆိုတဲ့စကားလုံးလေးဖြစ်တယ်အဲ့တော့နောက်တစ်ခုရေးမယ်ခိုင်ခယူးဆိုတဲ့စကားလုံးလေးကိုရေးမယ်အဲ့တော့ခယူးဆိုတဲ့စကားလုံးလေးကိုရေးတဲ့အခါမှာအရင်ဆုံးကျွန်တော်ကမျက်လုံးလေးကိုအရင်ဆွဲရတယ်ပေါ့နော်ဒါလေးမျက်လုံးလေးဒါလေးကမဲဆိုပြီးတော့မျက်လုံးလေးရဲ့အခန်းကြီးလေးဖြစ်တယ်။အောက်မှာနှစ်ချက်ဆွဲမယ်ပေါ့နော်။စုစုပေါင်း stroke ကခွနှစ်ချက်ရှိတယ်။အမလီမထင်အောင်တော့သူကတင်း င်2 3 4ခုနှစ်ပေါ့เนาะပိတ်အောင်ဆွဲပြီเนาะအဲ့တော့ဒါလေးကခိုင်ခယူဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ခယူเนาะခယူအဲ့တော့အမအကောင့်လေး၄កောင်ရှိပါတယ်ဥရှိဥမစကနာခိုင်ခယူဆိုတဲ့စကားလုံးလေးပေါ့เนาะအဲ့တော့ဒီတစ်ခေါက်ကကြတော့အမေမိုးဆိုတဲ့စကားလုံးလေးကိုရေးมาဖြစ်ပါတယ်အမေမိုးဒါလေးကမိုးကိုကိုစားပြုတဲ့ခန်းကြီးစကားလုံးလေးဖြစ်ပါတယ်အဲ့တော့အပွားချောင်းလေးကိုအရင်ဆွဲမယ်ပြီးကျွန်တော်ကရှုဟောင်း တရုတ်ဆောင်ပါဆိုလို့ရှိရင်အဲ့အချက်တွေဆွဲလို့ရှိရင်အဲ့လိုအဲ့လိုရွတ်ရွတ်ပြီးတော့ဆွဲရပါဘောနော်အဲ့တော့ဂျပန်ဆာမာကျတော့မရွတ်ရဘူးဒီဟိုင်းမဲ့ဆွဲရဆိုတော့နည်းပြင်းဖို့ကောင်းတယ်တော့ဒါလေးပေါ့နော်တင်းနဲ့သုံးချက်ရှိသွားပြီပြီးရင်အလဲမှာတစ်ချောင်းဆွဲမယ်၄၅၆အဲအထက်မှာဝင်အောင်ဆွဲနော်၅၆9 8စုစုပေါင်း8ချက်ရှိတယ်သူက အမေမိုးကိုစားပြည့်ရဲ့စကလုံးလေးပါပရင်ပေါက်လေးမှာမိုးရေစလေးစင်နေရနဲ့စင်နေပေါ့နော်အဲ့တော့ပတ်မိအောင်များများလေးရေးပြီးတော့လေ့ကျင့်ပေးပါအဲ့တော့၄ခု၅ခုရှိသွားပြီပေါ့နော်၆ခုကကြတော့ဒီတစ်ခေါက်ကကြမိုးကောင်းကင်းဆိုရယ်တန်ဆိုရယ်စကလုံးလေးကိုပြောမှာပေါ့နော်တန်အဲ့တော့ဒါလေးပါသူကမိုးကောင်းကင်ကိုကိုစားပြည့်ရဲ့ခန်းကြီးစကလုံးလေးပေါ့နော် တစ်ချက်နှစ်ချက်ဆွဲမယ်အောက်ကအချောင်းလေးနည်းနည်းလေးပို့ပြီးတော့တိုးတယ်အထဲမှာလူလေးဆွဲလိုက်မယ်ပေါ့နော်ဒါလေးကတန်မိုးကောင်းခင်ကိုကိုစားပြည့်တဲ့စကလုံးလေးပါအဲ့တော့သူကစုစုပေါင်း stroke က၄ချက်ပဲရှိရပေါ့နော်ပြီးနောက်တစ်ခုကကြတော့ကျွန်တော်က kick safe ဆိုတဲ့စကလုံးလေးကိုဆွဲမှာပေါ့နော် kick kick safe အဲ့တော့ကျွန်တော်ဥမာဥမာပေါ့နော် kick လို့ပြောလိုက်လို့ရှိရင် မျိုးစုံဖြစ်နိုင်တယ်ခိစွာကတစ်ပင်လည်းဖြစ်နိုင်တယ်စိတ်လည်းဖြစ်နိုင်တယ်ဘာနဲ့ခွဲလဲဆိုလို့ရှိရင်ဂျပန်ဘာသာစကားမှာကြတော့ဒီခန်းကြီးလေးနဲ့ခွဲရပါတော့ အဲမယုံမရှိနဲ့တိလား n3 n2 n1 လောက် level လောက်ရောက်သွားပြီဆိုလို့ရှိရင်ခန်းကြီးမပိုင်မဖတ်တတ်တော့ဘာရေးထားလို့ရေးထားမှန်းကိုမသိတော်တော်လေးဒုက္ခရောက်တယ်ပေါ့နော်အဲ့တော့အစာပိုင်းမဲ့ခတ်တာပါနောက်ပိုင်းကျလို့ရှိရင်ကျင်းသားရသွားလိမ့်မယ်ပေါ့နော်အဲ့တော့ခိစွာကဒါလေးပေါ့နော်သူကဒီစိတ်ကိုကိုစားပြီးတော့ခန်းကြီးစကလုံးလေးဖြစ်ပါတယ်ကျွန်တော်တစ်ချက်ဆွဲမယ်ပြီးလို့ရှိရင်ဒါလေးဆွဲမယ်ပေါ့နော်ပြီးအလယ်မှာအတူလေးတစ်ချောင်းဆွဲမယ်ပြီးအောက်ကဟာလေးဆွဲတဲ့အခါမှာဒီအပြင်လေးကိုကွေးမယ်ပေါ့နော်ဆိုတော့ဥမလေးလောကျွန်တော်အတွင်းကိုကွေးခဲ့အောင်ဒါမှမဟုတ်ဒီခေါက်ကကြအပြင်ကိုကွေးမယ်ပြီးအောက်မှာခတ်တာခဏရဲ့မဲ့ဆွဲဥစားလေးကိုထည့်လိုက်မယ်ပေါ့နော် စုစုပေါင်း stroke က6ချက်ရှိတယ်1 2 3 4 5 6ချက်ရှိရပေါ့နော်သူက key စိတ်ကိုကိုစားပြည့်စကားလုံးလေးဖြစ်ပါတယ်ပြီးနောက်ထပ်တစ်ခုကျွန်တော်ခုရုမကားဆိုတဲ့စကားလုံးလေးကိုရေးมาဖြစ်ပါတယ်ခုရုမခုရုမเนาะကားမော်တော်ကားကိုကိုစားပြည့်တဲ့ခန်းကြီးစကားလုံးလေးကဒါလေးဖြစ်ပါတယ်အဲ့တော့သူကကြတော့စုစုပေါင်း stroke က9ချက်ရှိမယ်အရင်ဆုံး1ဆွဲမယ်ပြီးအလဲမှာနေလေးထည့်မယ်ပေါ့နော် ပြီးရင်အောက်မှာစင်တူတစ်ချောင်းထပ်ဆွဲမယ်ပြီးတော့မှအလဲကနေတုတ်ချုပ်တုတ်ချောင်းလေးဆွဲချလိုက်မယ်ပေါ့နော်ဒါလေးကမော်တော်ကားလေးကိုကိုစားပြုရခန်းကြီးစကလုံးလေးဖြစ်ပါတယ်ခရုမကားကိုကိုစားပြုရစကလုံးလေးဖြစ်ပါတယ်အဲ့တော့ဟိုခန်းကြီးစကလုံးလေးကိုဟိုပေါ့နော်ကျွန်တော်ငယ်တော့ဆိုလို့ရှင်မှတ်ရလွယ်အောင်ဆိုပြီးတော့ပုံ တင်ကြတာလေးနဲ့မှတ်ကြရပေါ့နော်အစာပိုင်းမှာဆိုလို့ရှင်အဲ6လေးပါဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးမှတ်ကြရပေါ့နော်အဲ့ဒါမှတ်တာအရန်ကောင်းတယ်ဒါပေမဲ့ level မြင့်လာလို့ရှင်ကျုံးမှာအများကြီးအများကြီးအများကြီးဖြစ်လာပေါ့နော်စလုံးတွေကအရန်အများကြီးဖြစ်လာတဲ့အခါကျရင် and 3 and 2 and 1လောက်ရောက်လို့ရှင်အဲ့လိုမျိုးအစိပ်ပိုင်းနေပုံပြင်းနေမပါဘဲနဲ့မမှတ်တက်တော့ဘူးဖြစ်သွားတော်တော်လေးပြင်မှန်းလိမ့်မယ်ပေါ့နော်အဲ့တော့ဖြစ်နိုင်မယ်ဆိုလို့ရှင်ဒါလေးကကားလေးကိုကုစားပြည့်စကားလုံးလေးဆိုပြပပပါလေးအဲ့ဒါလေးကိုဟို မြင်မြန်မှတ်တက်တဲ့နီလန်းလေးကို unfile လောက်ထားကျင့်သုံးခဲ့တယ်ဆိုလို့ရှိရင်နောက်ပိုင်းကျရင်စလုံးလေးအများကြီးပို့ပြီးတော့မှတ်နိုင်လိမ့်မယ်ပေါ့နော်ဒါကတော့အဲအကြံပြုတာပါအဲ့လိုပုံလေးဆွဲပြီးမှတ်ရအောင်ကြိုက်တယ်ဆိုလို့ရှိရင်တော့ဟိုမှတ်ပေါ့နော်ဒါပေမဲ့အဲ့ပုံအဲ့ story ကိုပါခေါင်းထဲမှာထပ်မှတ်နေရတော့ခေါင်းထဲက memory ပြည့်ရမြင်တယ်ဆိုတော့ဒီအရင်လေးမှတ်ထားပြီနော်ဒါလေးကားလေးကိုစားပြုတာဖြစ်ပါတယ်နောက်တစ်ခုကကြောက်ကျွန်တော် moon တကားပေါက်ဆွဲစကလုံးလေးကိုမှတ်မယ်ပေါ့နော်တကားပေါက်ဒါလေးကတော့တူပါတယ်တကားပေါက်လေးနဲ့တူတယ်သူစုပေါင်း stroke ရှစ်ချက်ရှိမယ်အရင်ဆုံးတစ်ချောင်းဆွဲမယ်ပြီးရင် အဲတကယ်ရွယ်လေးတစ်ဖက်အရင်ဆွဲမယ်ပေါ့နော်ဒါလေးအပြင်ကိုမထွက်ရဘူးတကယ်ရွယ်လေးဆွဲမယ်ပြီးရင်နောက်ထပ်တစ်ချက်ဒီအပွားကနေစပြီးတော့ဆွဲမယ်နော်အဲအပွားကနေအောက်ကိုတစ်ချောင်းဆွဲမယ်ပြီးရင်ဒီဘက်မှာဒီလိုလေးဆွဲချမယ်ပြီးရင်တကယ်ပေါက်လေးကိုပိတ်လိုက်မယ်ပေါ့နော်တကယ်ရွယ်လေးဒါလေးကမိုးဆိုပြီးတော့တကယ်ပေါက်ဆိုရက်စကလုံးလေးဖြစ်ပါတယ်အဲ့တော့ဒီ goggle cause 哥哥，哥仔、嗯，哥哥，AM、BM 是播咖哩不？那哎呦，你妈家里就喏，写白话表开的播咖哩，边咪叫 U 啊？咪不？那写开嘛，所罗写耶，哎 <noise>，阿爸因唱嘛，所罗写嘛。那种的播咖哩，那古表开的，妈耶呢？无锡路所罗播咖哩，那表开的不？那妈耶说噶多。 ကိုယ့်ရဲ့အရှိကိုပြောတာ၊ Ushiro ဆိုတာကကိုယ့်ရဲ့နောက်ကိုပြောတာဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒီ go ဆိုတဲ့စကားလုံးလေးပါခဲ့ပေါ့နော်။ဟေးဒါလေးကိုမြင်ဘူးသလိုပဲဘမမြင်ဘူးညာလဲဆိုတော့ Ushi နဲ့ဆင်နေရတည်လား။အပေါ် Ushi ကကြတော့အပေါ်ကိုထွက်တယ်ပေါ့နော်။အဲ့ဒါကြောင့်ခန်းကြီးဆွဲတဲ့အချိန်မှာလက်လုံပြီးတော့အပေါ်ကိုထွက်သွားလို့မရဘူး။အဲအပေါ်ကိုထွက်သွားရင်တော့ဘာဖြစ်သွားလဲဆိုတော့ဒီဟိုနှုံးပေါ့နော်။နေလေဆွဲစကားလုံးလေးကနွားဆိုပြီးတော့ဖြစ်သွားလိမ့်မယ်ပေါ့နော်။အဲ့တော့တစ်ချက်လေးပဲကွာနေတာဖြစ်တဲ့အတွက်ဒါလေးကိုအဲတတိထားပြီးတော့ဆွဲပေးပါ။သူကဒီပေါ့နော်ဒီ မအေဆိုတဲ့စကားလုံးလေးနဲ့ပေါင်းလိုက်လို့ရှင်ကောဇန်ဆိုတဲ့စကားလုံးလေးဖြစ်သွားတယ်ကောဇန် AM ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်။ Gogo ကကြာတော့ဒီလိုလေးရေးရတယ်ပေါ့နော်။ Ushido ဆိုတဲ့စကားလုံးလေးနဲ့ပေါင်းပြီးတော့ Gogo PM ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်။အဲ့တော့ဒီဟာလေးကအပိုင်း6မှာလည်းကျွန်တော်ပြောခဲ့တဲ့အပိုင်း9မှာလည်းပြန်ပြီးတော့ပြောခဲ့တယ်ပေါ့နော်။အဲ့တော့စာပို့ပြီးတော့ကြည့်ရှင်တယ်ဆိုလို့ရှိရင်6နဲ့9နဲ့အသေးစားလေးပြန်ပြီးတော့ကြည့်ပေးနော်။ဒါလေးရှိမယ်ပေါ့နော်။အဲ့တော့စုစုပေါင်းကစကားလုံးလေးက10လုံးပဲ။အဲ့တော့ကျွန်တော် vocab လေးတွေအမြင်မှတ်တယ်ပြီးတော့သူ့ရဲ့ဥစားလေးတွေကိုသူ့ရဲ့စကားလုံးလေးတွေကိုခန်းကြီးတင်ကြီးတားလေးနဲ့တွဲပြီးတော့မှတ်လိုက်တယ်ဒီမှာဆိုရင်နွားရှိတယ်မြင်းရှိတယ်ငါးရှိတယ်ခရုရှိတယ်ပေါ့နော်အဲ့တော့ အဲခယုလေးကိုခန်းကြီးလေးနဲ့ရေးတက်သွားပြီပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်ပြီးလို့ရှင်ကျောင်းမှာအမေမိုးဆွဲစကလုံးလေးရှိတယ်မိုးကောင်းကင်ဆွဲတန်းဆွဲစကလုံးလေးရှိတယ်ပြီးလို့ရှင်ဒီမှာခိဆွဲစိတ်ဆွဲစကလုံးလေးရှိတယ်ပေါ့နော်ခုရုမကားဆွဲစကလုံးလေးပြီးခဲ့တယ်မိုးဆွဲတကပောက်ဆွဲစကလုံးလေးပြီးခဲ့တယ်ဒီ AMPM မှာပါတဲ့ God ဆွဲစကလုံးလေးကိုခန်းကြီးလေးနဲ့ရေးခဲ့ရပေါ့နော်အဲ့တော့ okay ဒါကတော့ဒီနေ့အတွက်ပြီးသွားပြီပေါ့နော်ဒါပေမဲ့ဒီမှာကျွန်တော်တို့လုံတွဲလေးတွေရှိသေးတယ် ဒီမှာပေါ့နော်ဒီမှာနှစ်ခုခန်းကြီးလေးနှလုံးပေါင်းပြီးရေးလိုက်တယ်အရှိတ်စကလုံးလေးကကြတော့တန်းလို့ဖတ်တယ်အနောက်ကဥစားလေးကခိဆိုပြီးတော့ဖတ်ခဲ့တယ်ဟုတ်တယ်ဟုတ်မိုးကောင်းကင်ကြီးရဲ့စိတ်တဲ့ဘာဖြစ်သွားလဲဆိုတော့တန်ခိတန်ခိဆိုတာကဂျပန်လိုဆိုလို့ရှင်ယာတီဥတုဆိုတဲ့စကလုံးလေးဖြစ်ပါတယ်အဲ့တော့ဂျပန်လိုယာတီဥတုကိုတန်ခိဆိုပြီးတော့ခေါ်တယ်တန်ခိကိုခန်းကြီးနဲ့ရေးခြင်းနဲ့ဆိုလို့ရှင်ဒါလေးနဲ့ရေးပြရမယ်ပေါ့ဒါလေးပဲနော်အဲ့တော့ဒီမှာဒါလေးကဒီနေ့အတွက်မြေတားလက်ဆောင်ပေါ့ကပ်လေးဖြစ်ပါတယ် ပေါပပါလေးပါပဲဆယ်လုံးပဲဆယ်လုံးအရင်မှတ်မယ်ခန်းကြီးလေးတွေမများလေးချပြီးတော့ရေးကြည့်မယ်အပုံလေးဆွဲတယ်လို့မျိုးပေါ့နော်အာမိုးကောင်းခင်လေးဆိုဆွဲမယ်ပြီးလုံးတွဲလေးအနေနဲ့တန်ခိရာတီဥတုဆွဲပေါက်ကပ်ပြီးတော့တလုံးလေးထက်ချက်ပြီးပေါ့နော်ဒါလေးကအပိုင်9ဖြစ်ပါတယ်အရှိမအပိုင်6ပိုင်းရှိရယ်ပေါ့နော်6ပိုင်းပြန်ကြည့်ပါအပိုင်9ထက်ခါထက်ခါကြည့်ပါအပိုင်10ကိုလည်းစောင့်မျှော်ပေးပါအောင်နော်ကြည့်ပြီးပြီဆိုရင်လည်းကွန်မန့်လေးမှန်ခဲ့ပေးပါအောင်ရှင်